ဆင်းရဲတာလေငါတို့မစားမတော်တာလေစိတ်ညစ်တာလေဒီမှာငါတို့ကံလေးကိုပြေးချလိုက်မလို့ဖို့တာလေးဘာဖြစ်ချင်းလဲဘာလုပ်ချင်းလဲတော့ကျို့ပြောနော်ဖို့တာလေးလက်ညှိုးညွှန်ရေးပြောင်းအားလုံးစင်စင်မြဲမြဲကြားလာဖို့တာလေးရဲ့လေအမအကြီးဆုံးနီးနီးလိုက်လေကျမထိမ့်သိမ့်ပေးနိုင်ပါတယ်ဟိုကျမကိုမယုံဘူးဆိုရင်တော့အေးဖို့တာလေးအချစ်ဆုံးအမတင်မာစိန်ရှိပါတယ်တေရန်စာအရဆိုရင်တော့ မွေးတွေအားလုံးတထိုင်နဲ့လွှဲပေါင်းပြရမှာပေါ့ကွာ။ဘဏ်ထဲမှာရှိတဲ့များပြားလာတဲ့ငွေတွေကသုံးဖို့ဖို့ရရင်ထုတ်ပေးရမှာ။ဆိုင်ကောလို့ချုံပေါ်ရောက်ပါလေ။ချုံပေါ်မရောက်ခင်လေချီနေမိတယ်လို့ဖြစ်နေ။ငါးလေအမွေပတ်စံတွေကိုတလုံးနဲ့တခဲတဲ့တခါတဲ့အများကြီးရကျင်တာ။ဘုရားလေပတ်စံမခုဘူး။အေးလည်းမခုဘူးလည်းမခုဘူး။အင်းယူပေးဟုတ်ကဲ့နော်ဒီဘူးဒီဘူးအခုခဏမမရှိတဲ့မြောင်းကအတုံးနဲ့အဖြူခွဲခြားတတ်ဖို့အရေးကြီးတယ် ငါတို့တွေတုံးတဲ့အချိန်မှာအဖြုံးမဖြစ်ဖို့အရေးကြီးတယ်။စင်ရဲတော့ကလည်းချွေချွေတာတာတုံးခဲ့ပြီးအခုချမ်းလာတဲ့အချိန်မှာတော့တုံးပြနေတော့။ဒါပေမဲ့သူတို့သူတို့တနည်းကြရင်လင်းယူသားပွဲတွေလုပ်ကြတော့မှအဲ့ဒီကြောင့်လို့ရှိရဲ့လေ။နင်အရင်နေ့တွေထုတ်ပြရမယ်လေ။အဲ့ဒီအရင်ကဘလို့ထုတ်ပေးမလဲဘလို့လုပ်မလဲဘလို့စီစဉ်မလဲဆိုတော့ဒီခေါင်းထဲမှာလေ ငါးလေအမွေပတ်ဆံတွေကို တလုံးနဲ့တခဲတဲ့တခါတဲ့အများကြီးရကျင်တာအခုတော့အေးလှေစင်းရေငတ်တလို့ဖြစ်နေတာလေငါတော့မဆင်ငါတော့မဆေးမမရရောဘာထုလဲဟမ်မမရရလဲတမျိုးပဲလေမမရရဒီအရင်အကြီးဆုံးမဟုတ်ဘူးလားအကြီးဆုံးဆိုတော့အရာရာအလုံးစီမံခန့်ခွဲရမှာအခုတော့မမရရမလုပ်ပဲနဲ့အားနေမကြီးတင်မဆင်ဘက်ကိုပဲလွှဲချနေရလေဟမ် မာကြီးဆန်ရငကိုရေအဖြစ်တရာရှိလို့ရှိရင်ဖို့တာ90ရှိရင်လည်းဖို့တာသူ့မောင်မှာသူ့မောင်ဖြစ်နေတဲ့ဟာကြီးကိုနီခိုင်တခါလည်းပြောရမယ်နော်နီခိုင်တို့ကလည်းလေအဖက်ရဲ့တမီးအင်းနေပဲအမွေရအားတော့နီခိုင်တို့လည်းပိုင်ဆိုင်ခွင့်ရှိရယ်အမတ်လေးအမတ်လေးဟဲ့နိဘဇတ်ကိုလေငါစစ်စည်းတုတ်ပြီးတော့ရွှေချထားခြင်းနဲ့သိလားဘာဖြစ်တော့တော့ဘာဖြစ်ရမှာလဲအခုရတဲ့အမွေတွေကလေငါတို့ရဲ့အဖေရတဲ့အမွေတွေမဟုတ်ဘူးလေ ်ဖိုးတာအတွက်ရတဲ့အမွေတွေလေနင်မသိဘူးလားအေးအဲ့ဒါတော့ဟုတ်တယ်ဟာအဖေကအမွေအပြက်ခံထားရတာအခုရတာဖိုးတာလေးအတွက်ရတာဖိုးတာလေးအတွက်ရတာကိုငါတို့ကအခုခံစားနေရတာလေဟဲဟင်အဲ့ဒါကတော့အဖိုးကမတရားတာပါနော်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်သူတို့မွေးရတာပဲမဟုတ်ဘူးလားမင်းကလေးကယောက်ျားယူလိုက်တာနဲ့အမွေကိုဆက်ခံခွင့်မရှိတော့ဘူးဆိုတာတာလုံးဝအိမ့်ပဲမရှိတဲ့အလုပ်ပဲ နီကာတော့လေတခါတည်းပြောရမယ်နော်ကိုရတဲ့ရလိုက်တဲ့အမွေကိုမရဘူးဆိုလို့ကတော့အဲ့အမွေအတွက်နဲ့လေတရားရုံးတက်ပြီးတော့တရားစွဲပြစ်မှာ